ီကင်းထဲမှာပါတဲ့ပစ္စည်းတွေကိုသိရင်တဆားချင်မှာမဟုတ်ပါဘူး။မင်္ဂလာပါ။ကျမတို့ရဲ့နေ့စဉ်စားနေနေတဲ့စားစာတွေထဲမှာတော့တချို့ຢာတွေကမတန်ရှင်းတဲ့ຢာတွေပါဝင်နေလို့ဘာရီနဲ့လောက်ထားတလဲဆိုတာသိရင် နောက်ထပ်စားချင်တော့မှမဟုတ်ပါဘူး။ပထမဆုံးတစ်ခုကတော့ကလေးလူကြီးမကြခဏစားသုံးနေကြတဲ့ PK ပါပဲ PK တွေဟာပြင်ပန်းပုံကစားချင်စရာကောင်းနေပြီမယ်ရောင်ဘာတွေထည့်ထားနေဆိုရင်ယုံကြည်ပါမလား PK ကိုရှေ့ကြီးဆွဲဆန့်လို့ရတယ်မှုန့်လို့ရတယ် အဲ့လိုလုံလို့ရအောင်ရာဘာဆေးတွေထည့်လို့ရပါတယ်။ရာဘာနဲ့ဆေးတကြောင်အရောင်နဲ့နေထည့်ပြီးတော့ဂျုံလိုက်ရင် PK ဖြစ်သွားတာပါပဲ။ PK မကြာခဏစားနေသူတွေဟောင်းရာဘာဆေးတက်တွေကြောင့်ပိုင်းအောင်တက်ပင်ဥပြင်ဆောင်စိုင်းကင်ဆာရီဖြစ်လာတတ်ပါတယ်။နံပါတ်နဲ့နောက်တစ်ခုကတော့မှုတ်တက်နေတဲ့စားစရာတွေပါပဲ။တခါတလေမှမှုတ်တက်နေတဲ့ကိမုံတွေပေါမုံတွေကို မတိပင်စားမိကြပဲ။တချို့ကိတ်တွေမှာတော့မှုတ်တက်နေပြီးမယ်။ခရမီချမတိတာမျိုးရှိပါတယ်။ တချို့ကတော့မုတ်တက်နေတာကိုလွတ်ပြေးရမှာနှမျောလို့မုတ်တက်တဲ့ဘိုင်းကိုဖယ်ပြီးတော့ကောင်းတဲ့ဘိုင်းကိုမိခင် မိစားတတ်ကြပါတယ်။မုတ်တက်တဲ့ရဲ့စားစာတွေကိုစားမိတာများလာရင်အသေးကင်ဆောင်၊ဖူးကင်ဆောင်တွေဖြစ်နိုင်ပါတယ်။နံပါတ်3ဟော့တော့ကျောင်းကျောင်းလိုလေခေါ်ကြတဲ့ဟော့တော့ချောင်းတွေဟာမြန်မာနိုင်ငံမှာရောအာရှနိုင်ငံတွေမှာပါလူကြိုက်များတဲ့အစာပြေစားစရာတစ်ခုပါ။ဟော့တော့ချောင်းတွေကအရင်ရတာရှိပြီးမယ်။မစားသင့်တဲ့ကျောင်းရင်းတွေလည်းရှိနေပါသေးတယ်။ ဟောတော့ကိုဘာနဲ့လောက်ချားလဲဆိုတော့ဘယ်သူမှမသိကြပါဘူးတကယ်တော့အမေကဝတ်တောင်းစက်သားလိုထုတ်လုံရောင်းချတဲ့သားတန်ယုံနေမှမလိုအပ်တဲ့စွန့်ပြင်ရမယ့်သားစာတွေအစီအိတ်တွေမကောင်းတဲ့ကလီစာပိုင်းစာတွေကိုမလွတ်ဖြစ်ပင်ကျိတ်ဆက်တဲ့ထဲပြီးတော့ရောချိန်လိုက်တဲ့အခါဟော့တော့ချောင်းမီဖြစ်လာတာပါပဲဒါကြောင့်မို့ဟော့တော့ဆိုတော့သားတန်ယုံကစွန့်ပြစ်ပစ္စည်းတွေမို့ရွံစရာကောင်းတဲ့အရာပါ တီဆောင်းဆရာတွေကိုဗာနဲ့လှူထားတယ်ဆိုတော့သိရပြီဆိုတော့နောက်ထပ်စားကြံတော့မှမဟုတ်တော့ဘူးလို့ထင်ပါတယ်။